မြန်မာဆိုအမှန်အောင်ကျွန်တော်တို့လုပ်မယ်ဆိုရင်ဘာမှဖောင့်ဆိုတဲ့နေရာမှာချက်နေလိုက်မယ်ကပ်ကတ်ဆော့ဝဲမှာမြန်မာစာ ဖောင့်ထည့်တဲ့နေနဲ့မြန်မာလိုအော်တိုဆက်တန်းထူတဲ့နေကိုပြောပြပေးမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ကပ်ကတ်ဆော့ဝဲထည့်ကိုဝင်တွားလိုက်ပါမယ် new video တွေကိုတစ်ချက်နှိမ့်လိုက်မယ်။ auto မြန်မာ sudden true make video ကိုတစ်ချက်ဝင်ယူမိမယ်။ setting တွေကိုတစ်ချက်နှိမ့်လိုက်မယ်။ပြီးတော့ကျွန်တော်ရဲ့ video ကိုယူလိုက်ပါတော့။အခုကျွန်တော်ကတော့ယူထား beta ဒီ video ကိုနမူနာပြပေးမှာဖြစ်ပါတယ်ပေါ့နော်။ add ကိုနှိမ့်လိုက်မယ်။ auto မြန်မာ sudden true မှာဖြစ်တဲ့အကြောင်းကျွန်တော်အရင်ဆုံးတစ်ချက်နည်းနည်းဖွင့်ကြည့်လိုက်မယ်။ ကဲပြီးသွားလို့ရှိရင်တော့အော်တိုမြန်မာစာတန်းထိုးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်နားလေးကဒီအောက်ကြောင်းမှာပေါ့နော်တစ်ချက်ကြည့်လိုက်ပါ caption ကိုလိုက်ပြီးတော့ရှာလိုက်ပါနော် caption ထဲမှာကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ပြီးတော့ဒီမှာ auto caption ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နေရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာ auto caption ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါ general form ဆိုတဲ့နေရာမှာ video ထားလိုက်မယ် okay เนาะ video ပဲထားမယ်ပြီးရင်တော့ကျွန်တော်ဒီအောက်နာလေးက auto နေရာမှာကျွန်တော်တို့ အော်တိုကိုထားရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာမြန်မာပါမစ်စကူလာပြီးတော့ကြီးထားလို့လည်းရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်အနေနဲ့အခုဒီဗီဒီယိုကိုအော်တိုမြန်မာစာတမ်းထိုးဖို့အတွက်ဒီအောင်တာလေးက generate ကိုတစ်ချက်နှိပ်လိုက်မယ်။ Okay ဒီထဲမှာကိုခဏဆောင်းပေးပါတော့။တရားရခိုင်နှုန်းပြည့်တဲ့အထိကိုဆောင်းပေးလိုက်ပါ။ဒီမှာသူ generating လုပ်နေတယ်ပေါ့နော်။ Okay ဒါဆိုရှင်တော့ဒီမှာမြန်မာစာတမ်း အော်တိုထိုးတာရပြီဖြစ်ပါတယ်ဗျာနော်မြန်မာစာဖောင်းကကြတော့မမှန်ပဲဖြစ်နေတယ်ဗျာနော်မြန်မာစာဖောင်းကမမှန်ပဲဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ man on blue လုံးမလဲဗျာနော်အဲ့ဒါလေးကိုကျွန်တော်တို့ပြန်ကြည့်မယ်ဗျာနော်စာတန်းပုံမှာဟိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့အောက်နာလေးက style ဗျာနော်ဒီ style နေရာမှာတစ်ချက်နှိပ်မယ် okay ဒီထဲမှာကျွန်တော်တို့ဖောင်းနေရာကိုလိုက်ပြီးရှာလိုက်ပါတော့ဒီဖောင်းနေရာထည့်ယူလိုက်မယ်ပြီးရင်တော့ဒီနေရာမှာ my phone ဆိုတဲ့နေရာမှာလိုက်ပြီးတော့ရှာလိုက်ပါတော့ဒီအောက်တန်းလေးမှာကိုဒီ my phone ကိုလိုက်ရှာမယ်ပြီး my phone တစ်ချက်နှိပ်လိုက်မယ်ကပ်ကဆိုဝေးချင်းမှာမြန်မာစာဖောက်မှန်ဖို့အတွက်ဆိုရင်ကျွန်တော်အနေနဲ့ဒီ ADD အနေအမှာနေပြီးတော့မှကျွန်တော်တို့မြန်မာဖောင့်ကိုတွားပြီးတော့တောင်းလို့ဆွေးယူရမှာဖြစ်ပါတယ်ပဲเนาะဒီထက်မှကျွန်တော်တို့မြန်မာဖောင့်ကိုအရင်လာထည့်ပြီးမှကျွန်တော်တို့မြန်မာဖောင့်မိုင်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုမိတ်ဆွေတို့မြင်နေရတဲ့ဒီဘာမဖောင့်နဲ့ပြည်ထောင်စုဖောင့်ကိုကျွန်တော်တို့တွားပြီးတော့ရှာယူရမှာဖြစ်ပါတယ်အဲ့ဒါလည်းမခက်ပါဘူးပေါ့เนาะကျွန်တော်တို့ပြန်မှတွားပြီးတော့ရှာပြီးတောင်းလို့ဆွေးယူရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခေတ်ဒါဆိုရင်ကျွန်တော်တို့ဒီထက်ကနေပြီးတော့ဒီ home key လေးနဲ့ပေါ့เนาะတစ်ချက် ျွန်တော်ထွက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ play store ထဲကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော် play store ထဲမှာဝင်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ search bar မှာတစ်ချက်နှိပ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ set found 3တစ်ချက်ရိုက်ပြီးတော့ရှာလိုက်ပေါ့နော် set found လို့ရိုက်ရှာလိုက်ပါဒီမှာပေါ့နော် set found လို့ရိုက်ရှာလိုက် okay set found ဘောနော် set found 3လို့ရိုက်ရှာလိုက်ပါ okay ဒါဆိုလို့ရှိရင်တော့ဒီမှာ set found 3အခုလိုပေါ်လာမှာဖြစ်ပါတယ်ဘောနော်ဒီ set found 3ကိုမိတ်ဆွေတို့ တောင်းလို့ဆွေးယူလိုက်ပေါ့နော် update မလုပ်ရသေးဘူးဆိုလို့ရှိရင် update ကိုနှိပ်ပြီးတော့မှ update ယူလိုက်ပါအခုကျွန်တော်ပြောပြပေးပါမယ်ဒီ found ဒီ found တွေထည့်ပြီးတော့ cup cut နဲ့ကျွန်တော်တို့အသုံးပြုမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်ခါပဲဒီ cup cut software ထဲမှာမြန်မာ found ထည့်ထားရုံနဲ့ကိုအမြဲတမ်းမြန်မာ found မှန်အောင်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ပေါ့နော်ကဲကျွန်တော် update တင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဒီ set found ထဲမှာကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ပေါ့နော် open နှိပ်လိုက်မယ်ပို့ဆောင်သားလေးက stress နေရာမှာတစ်ချက်နှိပ်မယ်မြန်မာဖောင့်ပါညာရိုက်ရှာလိုက်လို့ရှင်တော့မြန်မာဖောင့်တွေအများကြီးချလာမှာဖြစ်ပါတယ်ဗျာနော်ဆက်စမာကိုကျွန်တော်တို့မြန်မာဖောင့်ပါညာရိုက်ရှာလိုက်ရင်ကိုမြန်မာဖောင့်တွေအများကြီးချလာမှာဖြစ်ပါတယ်ဗျာနော်ဒီမှာမြန်မာကေဒီအောက်မှာဆိုလို့ရှိရင်မြန်မာဖောင့်တွေအများကြီးချလာမှာဖြစ်ပါတယ်ဒါပေမဲ့ မြန်မာဖောင်တိုင်းကဒီကပ်ကက်ဆိုဝင်းနဲ့မသေးဘူးเนาะပြောမှဆိုလို့ရှိရင်ကပ်ကက်ဆိုဝင်းနဲ့တွားပြီးတုံးမှဆိုလို့ရှိရင်မြန်မာစာမမှန်ဘူးအဲ့တော့အခုမြန်မာဖောင်နဲ့ကပ်ကက်ဆိုဝင်းနဲ့အတုံးပြုတ်ရင်မြန်မာဖောင်မှန်တဲ့ဖောင်တစ်ခုကျွန်တော်ဒီထဲမှာပြပေးမှာဖြစ်ပါတယ်เนาะတစ်ချက်ကြည့်လိုက်မယ်โอเคဒီစပါးမှာမင်းစီတို့ဘာမှဖောင်ဆိုပြီးတော့တစ်ချက်ရိုက်ရှာလိုက်ပါ โอเคကျွန်တော်ပုံမှန်ဖောင်းလို့ရိုက်ရှာလိုက်ရင်ကိုဒီအောက်နားလေးမှာပုံမှန်ဖောင်း free for test ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ဗျာနော်မိတ်ဆွေတို့အနေနဲ့အပြည့်စုံရိုက်ရှာလို့ကြာပါတယ်ဒီဖောင်းဟာဆိုလို့ရှိရင်တော့ capcut software နဲ့အဆင်ပြေမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီဖောင်းကိုကျွန်တော်တို့ဖုန်းထဲမှာ download ဆွဲယူမယ်ဆိုရင်ဒီဖောင်းထဲမှာတစ်ချက်နှိပ်လိုက်မယ်ဒီအောက်နားလေးကအမှန်ချစ်ထားတဲ့နေရာမှာ download ဆိုတဲ့ဒီများကောင်းပုံစံလေးပုံနေမှာဖြစ်ပါတယ်ဗျာနော်အခုကျွန်တော်ကတော့ download ဆွဲယူပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်အမှန်ချစ်ကလေးပြနေတာဖြစ်ပါတယ်မိတ်ဆွေတို့ download မဆွဲရသေးဘူးဆိုလို့ရှိရင်တော့ဒီ အမှန်ချစ်ထားတဲ့နေရာမှာအများကောင်းလေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီအများကောင်းလေးကိုနေလိုက်လို့ရှိရင်ဖုန်းထဲမှာ download ဆွဲယူသွားမှာပဲဖြစ်ပါတယ်ဖုန်းထဲမှာဒီပမာ font လေးကိုကျွန်တော် download ဆွဲယူပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ capcut software ထဲကိုတစ်ချက်ပြင်ပြီးတော့တွားလိုက်မယ် okay ဆုနာကကျွန်တော်ဒီမှာ auto မြန်မာစာတမ်းထူးထားတဲ့နေရာမှာမြန်မာ font မှန်မှန်ပဲဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီ font မှန်အောင်ခုနကပြသလိုပဲဒီ font လေးမှာတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ style ဆိုတဲ့နေရာမှာတစ်ချက်နှိပ်မယ်ပေါ့နော် ြီးတော့ကျွန်တော်ဒီမှာဖောင်းမှာတစ်ချက်နေမယ်ပြီးမိုင်ဖောင်းကိုလိုက်ပြီးတော့ရှာလိုက်ပါတော့ဒီထဲမှာမိုင်ဖောင်းကိုလိုက်ရှာမယ်ကဲပြီးတော့ကျွန်တော်ဒီမှာ ADD အဲ့နေရာမှာတစ်ချက်နေမယ်မိုင်ဖောင်းနေရာမှာတစ်ချက်နေမယ်ပေါ့နော်ဒီ၃ချောင်းရှိတဲ့နေရာမှာတစ်ချက်နှိပ်လိုက်ပါ။ဒီ set font တွေကိုနှိပ်ပြီးတော့မှခုနကကျွန်တော်တို့ download ဆွဲယူထားတဲ့ပုံမှန် font နှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ capcut software ထဲမှာထည့်ရမှာဖြစ်ပါတယ်ဗောနော်။ကဲ font နေရာထဲမှာတစ်ချက်နှိပ်လိုက်မယ်။ Okay ဒီမှာကျွန်တော် download ဆွဲယူထားတဲ့ font တွေကတော့အများကြီးပဲเนาะဒီမှာအဲ့တော့ခုနကကျွန်တော် download ဆွဲယူထားတဲ့ font ကိုကျွန်တော်တို့ရဲ့ဒီ capacity software ထဲမှာထည့်မယ်ဆိုလို့ရှိရင်ထည့်မဲ့ font လေးထဲမှာကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ font ဟာဒီ capacity software ထဲရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်။မြန်မာစာမှန်အောင်ကျွန်တော်တို့လုပ်မယ်ဆိုရင်ဘာမှ font ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်။နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ font ပြောင်းသွားမှာဖြစ်ပါတယ်ပေါ့နော်။အမှန်ချစ်ကလေးကိုနှိပ်လိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ font ကပြောင်းသွားရင်မှာ ဖောက်မှန်သွားဖြစ်ပါတယ်ဟောနော်ဒီမှာဆိုဝေနဲ့အတူစတန်ထူလောက်တာဖြစ်တဲ့အတွက်ကြောင့်ဇာလုံးပေါင်းအမားလေးတွေပါလာတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဇာလုံးပေါင်းအမားလေးတွေပါလာမပါလားဆိုတာလေးကိုတေချာလေးလိုက်ပြီးတော့စစ်ကြည့်လိုက်ပေါ့နော်ဇာလုံးပေါင်းအမားတွေပါလာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ပြင်လို့ရတယ်ပေါ့နော်ဇာလုံးပေါင်းအမားပြင်မယ်ဆိုရင်ဒီအောက်နားလေးက edit caption ဆိုတဲ့နေရာမှာတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီထဲမှာ လိုက်ကြည့်လိုက်ပေါ့နော်မားတဲ့နေရာမှာလိုက်ပြီးတော့ပြင်လိုက်ပါကပ်ကတ်နေရာမှာကျွန်တော်ကအင်္ဂလိပ်လိုပြောင်းပြီးတော့ပြင်လိုက်မယ်အကြောင်းစာပိုက်တွေကိုခွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုခွဲချင်တဲ့နေရာမှာ speech ချားပြီးတော့ကျွန်တော်တို့ under ကိုခောက်လိုက်လို့ရှိရင်တော့ဒီလိုခွဲသွားမှာဖြစ်ပါတယ်ပေါ့နော်ပြီးရင်တော့အမှန်ချစ်ကလေးကိုနှိပ်လိုက်မယ်ဒီစာလုံးပေါင်းမမှန်တွေကိုတေချာလေးလိုက်စစ်ပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ ဗီဒီယိုဖိုင်ကိုကျွန်တော်တို့ထုတ်မယ်ပေါ့နော်ထိုနားလေးက export ကိုနှိပ်လိုက်မယ်ဒါဆိုရှင်တော့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တို့ထုတ်လိုက်ပြီးပဲဖြစ်ပါတယ်ပေါ့နော်အဲ့လိုနေမယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိလေဆိုရင်ဗီဒီယိုကို like and share များလုပ်ပေးတွားနိုင်ပါတယ်နားမလည်တာတွေရှိရင်ဗီဒီယိုအောက်မှာ comment လေးတွေရေးပြီးတော့မေးမြန်းထားနိုင်ပါတယ် နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြရအောင်အားလုံးပဲမင်္ဂလာပါ